မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသမရန်တင်ချအတွဲနဲ့ကအခန်းကျအနပြိုင်စတူဂန်များနဲ့ထရပီဇီယံများပဲဖြစ်ပါတယ်။မြင်းပြိုင်များနဲ့မြင်းပြိုင်တစ်ချောင်းကိုဖြစ်မြင်းတစ်ချောင်းအားဖြည့်၍ဖြစ်ပေါ်လာသောတောက်များအကြောင်းသိရှိခဲ့ပြီးဖြစ်သည်။ယခုသင်ခန်းစာတွင်မြင်းပြိုင်တစ်ချောင်းကြားအကွာအဝေးကို တိုင်းတာခြင်းနဲ့အနပြိုင်စတူဂန်များ၏ဂုံတက်တိများကို လေ့လာမိအပြင်စတူယံရမ်ဘက်နဲ့ ရဖီစီယံများဆောက်လုပ်ဆဲသားခြင်းကိုဆက်လက်လေ့လာပါမည်။အဲ့တော့ဆရာမတို့ဘာတွေသိပေးပြီလဲဆိုတော့မြင်းပြိုင်များနဲ့မြင်းပြိုင်တစ်ချောင်းကိုဖြက်မြင်းတစ်ချောင်းကဖြက်၍ဖြစ်ပေါ်လာတဲ့ဓာတ် ဒါ G6 မှာကလေးရသိတယ်မြင်းပြိုင်နှကြောင်းမြင်းပြိုင်နှကြောင်းကိုဖျက်မြင်းနှကြောင်းကဖျက်ပြီးတော့ဒီမှာဖြစ်ပေါ်လာတဲ့ဒေါင်းတွေရဲ့အကြောင်းကို G6 မှာကလေးရသိခဲ့ပြီးပြီဒါဆိုရင်ဒီသင်ခန်းစာမှာဘာတွေလေ့လာမလဲဆိုတော့မြင်းပြိုင်နှကြောင်းကြားအကွာအဝေးကိုလေ့လာမယ်ပြီးတော့မှအနှပြိုင်စတုရန်များဤကုန်တက်သည့်များကိုလေ့လာမိအပြင်စတုရန် Rambert နဲ့ Trapezium များဆောက်လို့ဆွဲထားခြင်းကိုဆက်လက်လေ့လာမိဖြစ်ပါသည်တဲ့ဟုတ်ပြီဒါဆိုရင်တက်တက်မအစ်ကိုတွားလိုက်မယ်ပြန်လည်း 牵来，来了。 ရမည်အကြောင်းအရာများမြင်းပြိုင်တဲ့ကြောင်းကို ဖြက်မြင်းတဲ့ကြောင်းကဖြက်၍ဖြစ်ပေါ်လာသောဝိသမတတောင်များလိုက်ဖက်တောင်များဖြက်မြင်းဤတစ်ဖက်ချဲတွင်ရှိသည့်အသွင်းတောင်များဆိုင်ရာ မြင်းပြိုင်များဤဂုံတတိများကိုအချင်းချုပ်ပြန်လဲဖော်ပြသည်အဲ့တော့မြင်းပြိုင်တဲ့ကြောင်း AB နဲ့ CD ကိုဖြက်မြင်း EF ကပိုင်းဖြက်လျင်အဲ့တော့ဒီမှာမြင်းပြိုင် AB ရှိမယ်မြင်းပြိုင် sorry AB နဲ့ CD ဆိုရဲမြင်းပြိုင်တဲ့ကြောင်းရှိမယ်အဲ့ဒီတဲ့ကြောင်းကို EF ဆိုရဲမြင်းကဒီ ိုမျိုးပိုင်းဖြဲလိုက်တဲ့အခါမှာတောင်လေးတွေ1နဲ့3 4 5 6ဖွင့်ရှိတာခုနှစ်တောင်အ၈တောင်ဖြစ်ပေါ်လာတယ်။အဲ့ဒီမှာဆရာတို့ကအာဒီဒီ6မှာကလေးကတိခဲ့ပြီးပြီဆိုတော့ဒါကတော့ပြန်လည်လေ့ကျင့်ခန်းဖြစ်ပါတယ်ဝိတ္တမတတောင်းနေတာဗာတွေလေဝိတ္တမတတောင်းနေတွင်ညီကြရဲ C နဲ့ E နဲ့အဲ့တော့ C နဲ့ E နဲ့ဒီဝိတ္တမတတောင်းကိုဘယ်လိုမှတ်ထားမလဲဆိုတော့ဆရာမတို့ကတော့ဒီလိုမျိုးလေးပေါ့နော် Z ပုံစံလေးတွေးလိုက်မယ်ဒါလေးကိုပေါ့ဒီလိုလေးတွေးလိုက်မယ်အဲ့တော့အဲ့လိုမျိုး Z လေးမှာဒီမှာရှိတဲ့တောင်း ဒီမှာရှိတဲ့ C ဆိုတဲ့ဒေါင်းနဲ့ဒီဘက်က E ဆိုတဲ့ဒီနားက ဒီနန်းလေးရတော့ဒီ down ကအေးဒါတူတယ်လို့ပြောချင်တာဟုတ်ပြီနော်ဝိသမသား down ကိုဒီလိုလေးမှတ်ထားလိုက်မယ်စဒီဇက်ပုံစံလေးဆွဲလိုက်ပြီးတဲ့အခါကျတော့ဒီဘက်ထိတ်က down နဲ့ဒီနန်းလေးရတော့စီးညင်မြချင်း e ဝိသမသား down နောက်တစ်ခုက d ညင်မြချင်း f အဲ့တော့ဒီမှာ d ရှိမယ်ဒီမှာ f ရှိမယ်အဲ့တော့သူ့ကိုလည်းပဲကျွန်တော်တို့အဲ့လိုလေးပဲစဉ်းစားကြည့်လိုက်မယ်ဒီမှာအဲ့တော့ဇက်ပုံစံလေးပဲပေါ့နော်အဲ့တော့ဒီလိုလေးသွားမယ်ပေါ့သူကကြတော့ ဒီမှာဒီလိုရှိမယ်ဒီလိုရှိမယ်ဒီလိုရှိမယ်အဲ့တော့ဒီရဒီဒီနန်းတောင်းကဒီဒီတောင်းနဲ့ဒီကတောင်း F ဒါနဲ့ဆိုတော့ဒါပါလဲဆိုတော့ဝိသမတတောင်းအဲ့တော့ဒီပုံစံလေးနဲ့တွေးကြည့်လိုက်မယ်ဆရာမတော်ဟုတ်ပြီနော်အဲ့တော့ဇက်ပုံစံလေးနဲ့စဉ်းစားကြည့်မယ်ဒီကတောင်း C နဲ့ဒီကတောင်း E နဲ့တွေ့မယ်ဒါကလည်းဇက်ပုံစံပဲ ဟုတ်ပြီနော်ဒီလိုလေးစဉ်းစားကြည့်မယ်ဒါကကြတော့ down ကျဲဒီမှာတော့ down ကျင်းတစ်ခုဒီမှာ down ကျင်းတစ်ခုအဲ့တော့ဒါက D ဒီဟာက F D ညီမြချင်း F ဟုတ်ပြီနော်ဒါကဝိသမတ down ဟုတ်ပြီ light phat down များတူညီမယ် light phat down light phat down A ညီမြချင်း E အဲ့တော့ဘလို့စဉ်းစားမလဲဆိုတော့တချို့ကလေးတွေကဒီမှာတအားပဲအာဒီရှုပ်သွားကြတာတွေရှိတယ်အဲ့တော့ဒီမှာစဉ်းစားကြည့်တော့သူကတောင်းကျင်သူကတောင်းကျင် ဟုတ်ပြီဒီမှာလည်းပဲဒါကတောင့်ကျင်ဒါကတောင့်ကျင်ဒါဆိုရင်ဒီကတောင့်ကျင်နဲ့ဒီကတောင့်ကျင်နဲ့ညီမှာပေါ့ဟုတ်ပြီနော်သူကဒီက A နဲ့ H နဲ့ကတော့ဘလို့မှမညီနိုင်ဘူးဒါကိုတချို့ကလေးတွေကတအားတွေရှုပ်ကြလို့ဒီမှာရှိတဲ့တောင့်ကျင်နဲ့ဒီမှာရှိတဲ့တောင့်ကျင်နဲ့ညီမယ် B ဆိုတဲ့ဒီကတောင့်ကျင်နဲ့ F ဆိုတဲ့တောင့်ကျင်နဲ့ညီမယ်ဒါလိုက်ဖက်တောင်ဟုတ်ပြီနော် B ရဲ့ F ရဲ့ဒီမှာ D ဆိုတဲ့ဒေါင်ကျဲနဲ့ H ဆိုတဲ့ဒေါင်ကျဲနဲ့ညီမယ် C ဆိုတာနဲ့ D G နဲ့ညီမယ်ဒါကလိုက်ဖက်တာဟုတ်ပြီနော်နောက်တစ်ခုကဖြက်မြင်းဤတစ်ဖက်ထဲတွင်ရှိသည့်အတွင်းဒေါင်နှစ်ခုပေါင်းခြင်းသည်180ဒီဂရီရှိသည်အဲ့တော့ဖြက်မြင်းရဲ့တစ်ဖက်ထဲမှာ C plus f c plus f အဲ့တော့ဒီဟာကဖြက်မြင်းဖြက်မြင်းရဲ့အသွင်းတစ်ဖက်ထဲမှာရှိတယ်။ဒါပဲနော်တစ်ဖက်သေးတွင်ရှိသည့်အသွင်းနောက်နှစ်ခုအဲ့တော့ဒါက C ဆိုတဲ့ဒေါင်းနဲ့ F ဆိုတဲ့ဒေါင်းနဲ့ပေါင်းချင်းက180အဲ့တော့ဒါကိုလည်းပဲစဉ်းစားကြည့်ရင်ကျွန်တော်တို့က C ဆိုတာဒေါင်းချင်း F ဆိုတာဒေါင်းချင်းဒါမှလာဒီနှစ်ခုပေါင်းလို့ရှိရင်180ရမှာပေါ့ဟုတ်ပြီနော်နှစ်ခုစလုံးဒေါင်းချင်းဆိုရင်90ဒီဂရီအောင်ငယ်နေတဲ့ဒေါင်းနှစ်ဒေါင်းစလုံးပေါင်းချင်းကဘယ်လိုမှ180ဒီဂရီမဖြစ်နိုင်ဘူးဟုတ်ပြီလားအဲ့ကကျတော့ C အပေါင်း F c plus f equal 180 degree ရှိမယ်ဒီမှာ d plus ဒီဘက်က d ဆိုရဲတောင်းကျင်းနဲ့ e ဆိုရဲတောင်းကျင်းနဲ့ဒီနောက်ခုပေါင်းကျင်းဒီ180 degree ရှိရရပြီနော်အဲဒါကိုတော့ဒီ g6 မှာလည်းကောင်းကောင်းလေးသိထားခဲ့ပြီးသားမလို့မှတ်မိဖို့လွယ်ပါတယ်နော်မြင်းပြိုင်နှစ်ချောင်းကြားအကွာအဝေးကိုဆံမတို့တိုက်တာချင်းမြဲတော့တိတိသမားနှစ်မှာကမြင်းပြိုင်နှစ်ချောင်းကြားအကွာအဝေးအဲ့တော့မြင်းပြိုင်နှစ်ချောင်း AB နဲ့ CD တို့ကိုဆွဲပါ AB နဲ့ CD ဆိုတဲ့မြင်းပြိုင်တဲ့အကြောင်းကိုဆွဲလိုက်မယ် AB ပေါ်တွင်အမှတ် B ကိုယူ၍ AB ပေါ်မှာ P ဆိုတဲ့အမှတ်ကိုယူလိုက်မယ်ပြီးတော့မှာ P night AB ကိုတောက်မှန်ကြတော့မြင်းတဲ့အကြောင်းဆွဲမှာဒီမှာတောက်မှန်ကြမြင်းကလေးဆွဲလိုက်မယ်ပြီးတော့မှာ၎င်းမြင်းနဲ့ CD တို့ဆုံတော့အမှတ်ကို Q ဆိုပြီးတော့အမှတ်လိုက်မယ်ဒီလိုမျိုးတောက်မှန်ကြဆွဲမယ်ဒီမှာ Q လို့မှတ်လိုက်မယ်ပြီးတဲ့အခါမှာ PQD AB နဲ့ CD တို့ကိုတောက်မှန်ကြသည်အဲ့တော့ PQ ဆိုတာ AB နဲ့ CD ကိုတောက်မှန်ကြတယ်ဒီက PQ က AB နဲ့ CD ပေါ်မှာဓမ္မတောက်မှန်ကြတယ်ဒါ60ဒီဂရီဟုတ်ပြီနော်တပ်ဖန် AB ပေါ်ရင်အခြားအမှတ်တစ်ခု R R ဆိုတဲ့အမှတ်ကိုယူမယ်အဲ့ဒါပြီးတော့ခုနကလိုပဲ AB ကိုတောက်မှန်ကြတဲ့မြင်းတစ်ကြောင်းဆွဲလိုက်မယ် ။ဟုတ်ပြီနော်။မြင်ဆွဲပြီးလို့ရှိရင် CD ပေါ်မှာကျသူ့ S လို့ပေးလိုက်မယ်။အဲ့ဒီခါကျတော့ဒီမှာ RSD ခုနလိုပဲ RSD AB ဆိုတဲ့ဒီမြင်းနဲ့ CD ဆိုတဲ့မြင်းနှစ်ကြောင်းစလုံးပေါ်မှာတောက်မဲ့ကြတာကိုတွေ့ရတယ်။ပုံဒီမှာတည်တည်မတည်တည် PQ နဲ့ RS အလျားများလက်တွေ့တိုင်းကြည့်ပါက PQ ညီမချင်း RS ဖြစ်ကြောင်းတွေ့ရပါသည်တဲ့အဲ့တော့ဒီမှာဆရာမတို့ဒီသူ့ကိုတိုင်းကြည့်လိုက်အဲ့တော့ဆရာမတို့ဒီ အလဲအလေးကိုတိုင်းချိမယ်ပေါ့နော်အဲ့တော့ဒီလိုတိုင်းလိုက်တဲ့အခါမှာ1.7လောက်ရှိမယ်ပေါ့1.6ဒါမှမဟုတ်1.7လောက်ရှိမယ်ဒီဘက်မှာလည်းပဲသူဒီ1.7လောက်ရှိတာကိုတွေ့ရတယ်သူရဲ့အလဲအကညီတယ်ဆိုတာကိုပြောချင်တာဟုတ်ပြီလားဒါဆိုရင်ဒီအောက်မှာအချက်ကလေးတွေဖတ်ကြည့်အောင်မြင်းဖြောင်း AB ပေါ်၌ချက်ရအမှတ်ကိုယူ၍တောင်းမတ်မြင်းများဆွဲသားပြီးအထက်ပါဆန်းတက်ချက်ကဲ့သို့အခြေချိန်ပြုလိုပါကမြင်းပြိုင်နှောင်းချရှိတောင်းမတ်မြင်းပိုင်းများ၏အလဲအတူညီကြောင်းတွေ့ရသည် ဥပမာဒီမှာဆရာမတို့အမှတ်ဒီမှာဆိုဥပမာပေါ့နော်အဲဒီ e ဆိုတဲ့အမှတ်ကိုယူလိုက်မယ်အဲ့ဒီအမှတ်ကနေပြီးတော့ ab ပေါ်မှာတောက်မှန်ကြတဲ့မြင်းကိုဆွဲလိုက်မယ်ဆိုတော့ဒီမှာ60 degree တောက်မှန်ကြတယ်အဲ့တော့ဒီမှာလဲဆရာမတို့ပေးရတဲ့ဆွဲတာမဟုတ်တော့အဲဒီဆောင်းသွားရပါတော့အဲ့ခါကျတော့ဒီမှာ cd ပေါ်မှာတော့တခုပေးလိုက် f လို့ပေးလိုက်ဒါဆိုရင်ဒီ e နဲ့ f ရဲ့အလျောက်တိုင်းကြည့်လို့ရှိရင်လဲ pq ရဲ့ ef ရဲ့ rs ရဲ့က2နေတာကိုတွေ့ရမယ်တွေ့ပြောတာဟုတ်ပြီနော် ဒါဆိုရင် PQ ကိုမြင်းပြိုင်တဲ့ကြောင်ကြ AB နဲ့ CD ကြအကွာဝေး PQ ဆိုတာဒီ AB နဲ့ CD ကြအကွာဝေးလို့ခေါ်လို့ရပါတယ်ဒါဆိုရင် RS ကလည်း AB နဲ့ CD ကြအကွာဝေးလို့ခေါ်လို့ရမယ်အဲ့ဒါဆိုရင်ကြည့်ကြအောင်မြင်းပြိုင်တဲ့ကြောင်ကြရှိတောင်းမတ်မြင်းပိုင်တစ်ခုအလျာကို မြင်းပြိုင်တဲ့ကြောင်ကြအကွာအဝေးလို့ခေါ်တယ်သူကတော့မြင်းကတော့ပြိုင်နေမှဖြစ်မှာနော်မြင်းပြိုင်တဲ့ကြောင်ကြရှိ ဒေါမ့်မတ်မြင်းဒေါမ့်မတ်ကြနေမှာဖြစ်မယ်ဒေါမ့်မတ်မြင်းတခုဤအလျားကို မြင်းပြိုင်နှကြောင်းဤဂျားအကွာအဝေးမြင်းပြိုင်နှကြောင်းရဲ့ဒီအမတ်နဲ့ဒီအမတ်ဂျားအကွာအဝေးလို့ခေါ်မယ်မြင်းပြိုင်နှကြောင်းဂျားဤဂျားအကွာအဝေးများတူညီကြသည်ဘယ်နှမ်းမှာပဲသွားတိုင်းတိုင်းသူတို့နှစ်ခုပြိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မြင်းပြိုင်နှကြောင်းဤဂျားမှာရှိတဲ့ဂျားအကွာအဝေးကတူညီတယ် နောက်တော့တင်းတသက်မှ၃၊အနေပြိုင်စတုကန်မြဟုတ်ပြီ။ဒါဆိုဒီအနေပြိုင်စတုကန်ကိုကြည့်အောင်။အနေပြိုင်စတုကန်တော့ A B C D ဆိုရဲဒီအနေပြိုင်စတုကန်လေးရှိတယ်။ ။ဟုတ်ပြီနော်။အဲ့ခါကျတော့ဒီမှာမျက်နှာချင်းဆိုင်အနားများပြိုင်ကြတော့ student တခုအနေပြန် student ကိုခေါ်သည်မျက်နှာချင်းဆိုင်အနားပြိုင်မယ် AB ဆိုတဲ့အနားနဲ့ CD ဆိုတဲ့အနားနဲ့ပြိုင်တယ်ဒီဘက်က AD ဆိုတဲ့အနားနဲ့ BC ဆိုတဲ့အနားတွေပြိုင်မယ်ဒါဆိုရင်မျက်နှာချင်းဆိုင်အနားပြိုင်တဲ့ student တခုကိုအနေပြန် student လို့ခေါ်တယ်ဒါရပြီဒါပုံတင်တသမနှစ်ကိုကြည့်ပါဆိုဒီပုံကိုပြောခြင်းဖြစ်ပါတယ်အနေပြန် student ABCD တွင်မျက်နှာချင်းဆိုင်အနားများဖြစ်သော AB နဲ့ DC AB နဲ့ DC AG နဲ့ BC ဆိုတော့ AG နဲ့ BC တို့အချင်းချင်းပြိုင်ကြကြအောင်အဲ့လိုပြိုင်နေဆိုတာကိုသင်္ကေတအဖြစ်ဒီလိုရှိမယ် AB ဒီဘာနဲ့ပြိုင်လဲဆိုတော့ AB ဆိုရဲဒီအနားဒီ CD ဆိုရဲအနားနဲ့ပြိုင်နေ CD ဆိုရဲအနားနဲ့ပြိုင်နေဒါပြိုင်နေဆိုရဲသင်္ကေတပြော parallel ပေါ့နော်ပြိုင်နေ AB အပြိုင် CD လို့ဖတ်လည်းရတယ်လို့ AB parallel CD လို့ဖတ်လည်းရတယ်ပြီးတော့မှ AD မြင်းဒီဒီက AD မြင်းဒီ BC မြင်းနဲ့ပြိုင်ပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ပြိုင်နေဆိုတာလေးကိုဒီလိုမျိုးသင်္ကေတလေးနဲ့ရေးပါမယ် နောက်တစ်ခါကျတော့အနေပြိုင်စတုဂန်တစ်ခုနဲ့ပြိုင်နေသည့်အနာတစုံဤချာနောက်မှကြမြန်ပိုင်းကို ထိုအနေပြိုင်စတုဂန်၏အမြင့်မြင့် altitude ဟုခေါ်ပါသည်တဲ့ altitude ဒါပြီးတော့အမြင့်မြင့်အဲ့တော့သူဘာပြောလဲဆိုတော့အနေပြိုင်စတုဂန်တစ်ခုနဲ့ပြိုင်နေသည့်အနာတစုံဤချာနောက်မှကြမြန်ပိုင်းကို ထိုအနေပြိုင်စတုဂန်၏အမြင့်မြင့်ဟုခေါ်သည်အဲ့တော့ပုံကိုကြည့်ပြီးတော့ဆရာမတော်ကနောက်မှကြမြန်ပိုင်းလေးတွေဆွဲလိုက်မယ် ပြိုင်နေတဲ့အနားတွေကြားထဲမှာရှိတဲ့ဒီမှာအမြင့်မြင့်ကလေးတွေဆွဲလိုက်အဲ့တော့ဓာတ်တွေအားလုံးကဘာတွေလဲဆိုတော့ KD ရဲ့ AN ရဲ့ LCBM တွေကဒီကတော့ Mastu အ sorry NLP Stu ကဲ ABCD ရဲ့အမြင့်မြင့်နေဖြစ်တယ်။အဲ့တော့အမြင့်မြင့်နေကဘာဖြစ်လဲဆိုတော့အလျားတူချပါတယ်တဲ့။အဲ့တော့ဆင်မတို့တိုင်းကြည့်မယ်။အဲ့တော့ဒီ KD ကိုပဲတိုင်းတိုင်း AN ကိုပဲတိုင်းတိုင်းသူတို့အားလုံးဒီအလျားတူညီတယ်ဆိုတာကိုသိရပါမယ်။ရပြီနော်။အဲ့တော့ဆက်နောက်ကောင်းစဉ်တစ်ခုသွားမယ်။ နောက်ကျစသမ3ဒသမ7ကအနေပြန်စတုဂန်ဤကုန်တက်သည့်အချို့အနေပြန်စတုဂန်တစ်ခုတွင်မျက်နှာချင်းဆိုင်အနားများ၏အလျားများတူညီကြပြီးမျက်နှာချင်းဆိုင်ထောင်များလည်းတူညီကြကြောင်းဆန်သက်ချက်ပြုလုပ်ကြည့်ကြပါစို့ဒါဆိုနေမှာဆရာမတို့ကဘာလုပ်လဲဆိုတော့မျက်နှာချင်းဆိုင်အနားတွေရဲ့အလျားလည်းတူတယ်မျက်နှာချင်းဆိုင်ထောင်တွေရဲ့အဲဒီတောင်းနေတောင်းများလဲတူညီကြကြအောင်ဆန်သက်ချက်လုပ်ကြည့်မယ်တဲ့ကပ်ပြားတစ်ခုပေါ်ရင်အနေပြန်စတုဂန် ABCD ကိုဆွဲပါ အဲ့ဒီတော့သူကကပ်ပြားတစ်ခုပေါ်မှာအနေပြန် student ABCD ဆွဲပါလို့ပြောထားတာဆိုတော့ဆရာမဒီမှာဒီအနေပြန် student ABCD ကိုဆွဲလိုက်တယ်ပေါ့နော်အဲ့တော့ဆရာမတော့သူ့ကို15 cm ရဲ့သူ့ကို10 cm နဲ့နည်းနည်းအကြီးဆွဲလိုက်တာမြင်ရတာရှင်းသွားအောင်လို့ဟုတ်ပြီနော်အဲ့ဒါပြီးတော့မှချောအနေပြန် student ကိုကပ်ပြားမှာဖြတ်ယူပါဟုတ်ပြီဖြတ်ယူပြီးသွားပြီဒါမှဖြတ်မြင် AC နဲ့ BD တို့ဆွဲပြီး၎င်းတို့သိဆောင်ရဲ့အမှတ်ကို O လို့မှတ်ပါဟုတ်ပြီဒါဆိုဆရာမတို့သူ့ကိုတောင်းဖြတ်မြင်လေးဆွဲကြည့်ရအောင် အဲ့ဒီတော့ A ဆိုတဲ့ဒီက A နဲ့ C နဲ့အဲ့ဒါကိုဆရာမတောင်းဖြတ်မြင်ဆွဲလိုက်ပြီးပြီးတော့မှ B နဲ့ D နဲ့ကိုတောင်းဖြတ်မြင်ဆွဲလိုက်ပြီးသူတို့စုံတဲ့နေရာကို O လို့ပေးပါဆိုတော့ O လို့ဆရာမတို့ပေးလိုက်မယ်။ဟုတ်ပြီနောက်တစ်ဆင့်သူ့ဘာလောက်ခိုင်းလဲဆိုတော့ဆက်ဖက်ကြည့်မယ်။ပုံ3.3တက်ကိုကြည့်ပါဖြတ်ထားသည့်အနေပြန်စတူဂန်ကိုဇပွဲပေါ်ရှိကပ်ပြားတစ်ခုဤမျက်နှာပြင်ပေါ်တွင်ကတ်ထားအောင်အမှတ် O night ပင်အပ်တစ်ခုကိုစိုက်ပါအဲ့တော့အမှတ် O မှာပင်အပ်တစ်ခုစိုက်ခိုင်းနေဟုတ်ပြီ။ အဲ့တော့သူကတော့ဒီမှာပင်အပ်လေးနဲ့စိုက်ထားပြီးတော့မှဒီအတိုင်းကလေးတစ်ခုကိုဆွဲခိုင်းတယ်အဲ့တော့ဆရာမတို့ကတော့အဲဒီပင်အပ်တွေနဲ့မစိုက်တော့ဘူးဒီရဲ့သူ့ရဲ့အတိုင်းအတာအတိုင်းကလေးပဲအဲဒီသူ့ဘောမှာထက်ပြီးတော့မှဆရာမတို့ဒီဒါအနေပြန်စတူဂန်တစ်ခုကိုထက်ပြီးတော့ဆွဲလိုက်မယ်ဟုတ်ပြီနော်နေပြန်စတူဂန်စတူဂန်တစ်ခုကိုထက်ဆွဲလိုက်မယ်ဒါတိုင်းဆရာမလို့တော့သူကသူ့ပြောထားတဲ့အတိုင်းပေါ့နော်ပင်အပ်ကလေးနဲ့ဟုတ်ပါဆိုဆရာမတို့ကပင်အပ်နဲ့တော့မလုပ်တော့ဘူး ခဲရန်လေးနဲ့ဆွဲလိုက်မယ်အမှတ်ကလေးလေးမှတ်ပြီးတော့မှခဲရန်လေးနဲ့ဆွဲလိုက်မယ်ဟုတ်ပြီနော်အော်ပြီအဲ့တော့ဒီမှာဆရာမကဒီလိုလေးလိုက်ထားပြီးတော့မှဆွဲတာပြီးသွားပြီအဲ့တော့ ABCD တို့လမ်းပြပေးလိုက်မယ်သူ A B C D ပေါ့နော်အဲ့ဒါဆိုရင်ဒီကဆံမတော်သူ့ကိုလှန်ပြီးတော့မှထပ်လိုက်တယ်သူကအဲအဲ့ဒီအခါမှာလှန်လိုက်တဲ့အနေပြန်စုကန်ရဲ့အောက်ဘက်ရှိအနာကပ်ပြအဲ့တော့ဒီလိုလှန်လိုက်တဲ့အခါမှာဒီလိုထပ်လိုက်တယ်သူဟုတ်ပြီနော် စာအုပ်ရှိတဲ့ကလေးတွေကတော့ဒီစာအုပ်ထဲဝင်ကြည့်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ NBI student ABCD ရဲ့အနားတစ်လျှောက်ခဲတဲ့နယ်ဆွဲမယ်ဆွဲပြီးတဲ့အခါမှာဒီအဲ့ဒီကဒီပုံတိတိတမ3နှစ်ကိုကြည့်ပါတဲ့အပေါ်ဘက်ရှိ NBI student ကပ်ပြားဒီအပေါ်ဘက်ရှိ NBI student ကပ်ပြားကို အမက်အိုခြင်းပဲ့၍ခုနကဆရာမဒီလိုလေးလှုပ်ထားတယ်နော်သူကတော့ထောက်ခိုင်းတာဆရာမတော့မထောက်လိုက်ဘူးအဲ့တော့ဒီအမက်အိုကနေပက်ပြီးတော့မှ180 degree လှည့်ပါတယ်ဒါဆိုသူ့ကိုဆရာမလှည့်လိုက်ဒီလိုလှည့်လိုက်တာဒီဒါ90 degree လှည့်လိုက်တယ်ဟုတ်တယ်နော်ဒါကိုဆရာမတို့ကဒီလိုထက်လှည့်လိုက်တာဒီ180 degree လှည့်လိုက်တယ်ဟုတ်ပြီဒါ180 degree လှည့်လိုက်ပြီဆိုရင်အဲ့ဒါပြန်စတုဂန်ဒီအောက်ဖက်ရှိကပ်ပြားတွင်ဆွဲထားတော့အဲ့ဒါပြန်စတုဂန်နဲ့ထက်တူညီနေပြီတဲ့အဲ့တော့တစ်ထက်သေးကြမယ်သူက ဟုတ်ပြီနော်အဲ့ဆင်မတို့ကတော့ဒါနည်းနည်းလေးတော့ဒီဒီဘက်ကဖြတ်ထုတ်ထားတဲ့အပိုင်းကလေးတွေကြာမလို့ဒီလိုဖြစ်နေဟုတ်ပြီနော်အဲ့ခါကျတော့ဘာတွေတစ်ထက်တည်းကြာမလဲဆိုတော့ဒီမှာ A ဒီ B AB ဆိုတဲ့အနာနဲ့ CD ဆိုတဲ့အနာနဲ့တစ်ထက်တည်းကြာတာတွေ့ရတယ်ဟုတ်ပြီနော်ပြီးတော့ဒီအောက်မှာကျတော့ AB ဆိုတဲ့အနာနဲ့ CD ဆိုတဲ့အနာတစ်ထက်တည်းကြာတာတွေ့ရတယ်ဒီဘက်မှာက AC ဟုတ်ပြီနော် AC နဲ့ဒီက အာ C B C ပေါ့ AC ဆိုတဲ့အနား BC ဆိုတဲ့အနားနဲ့တစ်ချက်တည်းကြာမယ် AD နဲ့ AD ဆိုတဲ့ဒီအပေါ်ကအနားနဲ့ BD ဆိုတဲ့အနားနဲ့တစ်ချက်တည်းကြာမယ်ဒါဆိုရင်ဒီစမ်းသပ်ချက်ကလည်းဆရာမတို့ဘာတွေတွေ့ရှိတယ်လဲဆိုတော့ ABD AB အနားဒီ CD အနားနဲ့ညီတယ် AB နည်းမြချင်း CD ညီတယ်ဆိုတာသိရတယ်ပြောချင်တာကတော့ဒီက AB နဲ့ဒီက CD နဲ့ညီတယ်ဆိုတာကိုဆရာမတို့ဒီအနေပြန်စတုကန်နှစ်ခုဆွဲပြီးတော့မှစမ်းသပ်လိုက်တာဖြစ်တယ်ဟုတ်ပြီ AB နဲ့ CD နဲ့ညီပြီးလို့ရှိရင်ဆရာမတို့ဒီဘက်က CB BC CB နော် CB နဲ့ဒီဘက်ကဘာနဲ့ညီတယ်လဲဆိုတော့ AD နဲ့အော် sorry BC နဲ့ AC နဲ့ညီမယ် ဟုတ်ပြီနော်ဒီဘက်က b d နဲ့ a d နဲ့ညီမယ်အဲ့တော့ b c မြင်မြချင်း b c နော်ဒီမှာကြည့်ထား b d က a d b c က a c အဲ့တော့ဒီဘက်ကနေပြီးသွားလို့ရှိရင်ကောဒီတောင်းဖြက်မြင်းလေးကိုကြည့်လိုက်ဒီဘက်ကတောင်းဖြက်မြင်း B ဟုတ်ပါလားဒီဘက်က B နဲ့ D နဲ့ BD ဆိုတဲ့တောင်းဖြက်မြင်းကအောက်က B နဲ့ C BC ဆိုတဲ့တောင်ဖြတ်မြင်းနဲ့ညီတယ်။အဲ့ခါကျတော့ကျမတို့က BD ဆိုတဲ့တောင်ဖြတ်မြင်းက BC တောင်ဖြတ်မြင်းနဲ့ညီတယ်။ AC ဆိုတဲ့တောင်ဖြတ်မြင်းက A ဒီဘက်မှာ A ရှိမယ်။ဒီဘက်ကကျမတို့ဖြတ်ထားတာဒီ AD ဆိုတဲ့တောင်ဖြတ်မြင်းရှိမယ်။ဟုတ်ပြီနော်အဲ့တော့ AD ဆိုတဲ့တောင်ဖြတ်မြင်းရှိမယ်အဲ့တော့ဒါတွေညီသွားပြီဆိုတော့တိသွားပြီ down နေအနေနဲ့ကိုဒီမှာကြည့်လိုက် down A နဲ့ down C နဲ့ညီမယ်ဒါက down C ဒါက down A ဒီဘက်က down B နဲ့ down D နဲ့ညီမယ် ဒေါင်ဘီနဲ့ဒေါင်စီနဲ့ညီမယ်ဒေါင်အေနဲ့ဒေါင်ဒီနဲ့ညီမယ်အဲ့တော့ဒါဆရာမတို့လှည့်လိုက်တဲ့အခါမှာအဲ့လိုဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ဒီပုံကိုကြည့်ပြီးတော့ဆရာမတို့တစ်ခေါက်ပြန်ပြောကြည့်မယ်ဆိုရင် AB ကနော်ဆောက်ထဲမှာလည်းပေးထားတာရှိတယ် ABD CD နဲ့ညီမယ်ဟုတ်ပြီနော် ABD CD နဲ့ညီမယ်ဒီဘက်က A ဟုတ်ပြီနော်အဒီဘက်က AB ကလည်းဒီမှာ CD နဲ့ညီမယ်ဒီဘက်က BC က AD နဲ့ညီမယ်ဒီဘက်က BC က AD နဲ့ညီမယ်ရပြီနော်အဲ့တော့ဒီလောက်ဆိုရင်ဒါဆီမခုနကဒီမှာ D ဒီမှာ C ဖြစ်နေဆီမနယ်လွဲသွားတယ်ဒီမှာ C ဒီမှာ D ဖြစ်ရမယ်ရပြီလားအဓိကတော့ဒီလိုလှည့်လိုက်တာနဲ့သဘောပေါက်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီမှာဆရာမတို့ဒီကနေဗာတိရလဲဆိုတော့ down a နဲ့ down c နဲ့ညီတယ် down a ညီမြချင်း down c ညီမယ်ဒီမှာက down b ညီမြချင်း down d နဲ့ညီမယ် အဲ့ဒါကလည်းတောင်းပီနီမြချင်းတောင်းဒီတောင်းအင်းနီမြချင်းတောင်းစီဒါဆိုရင်ဆရာမဒါတွေကိုဖယ်ပြီးတော့မှဒီတစ်ခုတည်းဝယ်ကြည့်မယ်။အော်ပြီးတော့ DNA ပြန် token A B နော်ဒီတစ်ခုတည်းကိုပဲဆရာမတို့ကြည့်တော့မယ်။ C D ဒီအနက်ပြန် token A B C D မှာမျက်နှာချင်းဆိုင်အနားတွေဖြစ်တဲ့ A B ညီမြချင်းဒီဘက်က C D နဲ့ညီမယ်။ဒီဘက်ကကြတော့ AD ညီမြချင်း ဒီဘက်က BC နဲ့ညီမယ်ဒေါင်းဒီအနေနဲ့မျက်နှာချင်းဆိုင်ဒေါင်းဖြစ်တဲ့ဒေါင်း A နဲ့ဒေါင်း C နဲ့ညီမယ်ဟုတ်ပြီနော်ဒီတစ်ခုလေးကိုပဲကြည့်တော့မယ်ဒေါင်း B နဲ့ဒေါင်း D နဲ့ညီတယ်မျက်နှာချင်းဆိုင်ဒေါင်းလေးညီတယ်ဆိုတော့သိသွားပြီရပြီနော် ။ဟောပြီးဒါဆိုရင်နေပြန်စတုဂန်တစ်ခုတွင်မျက်နှာချင်းဆိုင်အနားများ၏အလျားများတူညီကြပြီးမျက်နှာချင်းဆိုင်ဒေါက်များလည်းတူညီကြသည်။အဲတော့မျက်နှာချင်းဆိုင်အလျားလည်းတူတယ်။မျက်နှာချင်းဆိုင်ဒေါက်တွေရဲ့ပမာဏလည်းတူတယ်။နောက်တစ်ခုက1.3 3.2မှာနေပြန်စတုဂန်ကိုထက်ဝက်ပိုင်းဖြတ်ခြင်း လျံစတုကန်တစ်ခု၏ဒေါင်းဖြတ်မြင်းများသည်ထိုလျံစတုကစတုကန်ကိုထတ်တူညီတတိကန်နှစ်ခုအဖြစ်ပိုင်းဖြတ်ချောင်းလက်တွေ့ဆန်းသက်ဖော်ထုတ်ခြင်းအနယ်ပြန်စတုကန် ABCD ကိုကပ်ပြားတစ်ခုတွင်ဆွဲပါဒေါင်းဖြတ်မြင်း AC ကိုဆွဲပါအနယ်ပြန်စတုကန် ABCD ကိုကပ်ပြားမှဖြတ်ထုတ်ပါနောက်ဖြတ်မြင် AC တလျှောက်နောက်ပိုင်းဖြတ်လျင်တတိကံ ABC နဲ့တတိကံ CDA တတိကံနှစ်ခုရရှိမယ်အဲ့ဒါဟုတ်ပြီအဲ့တော့ဆရာပုံအစ်စ်မဆွဲတော့ဘူးဒီနေရာမှာပဲအ a b ဆိုရဲ a b c d ဆိုရဲအနေပြန် student ကိုရထားပြီးအဲ့တော့အဲ့ဒီမှာဆရာမတို့ down ဖြတ်မြင် ac ကိုလည်းဖြတ်လိုက်မယ်ဒါဆိုဒီတစ်လျှောက်ကိုပဲဆရာမတို့ကဖြတ်လိုက်တော့မယ် down ဖြတ်မြင် ac တစ်လျှောက်နောက်ဒီဘက်ကတတိယကံတစ်ခုရမယ်တတိယကံဒီဘက်က a c d ဆိုရဲတတိယကံရမယ်ဒီဘက်မှာတတိယကံ a b c ဆိုရဲတတိယကံရမယ်ဒီမှာ c ရှိတယ်ဟုတ်ပြီလားဒါက d ဟုတ်ပြီဒါဆိုရင်ဒါကိုဖြတ်ကြည့်ရအောင် ဲ့တော့ဒီဟာကိုတော့ဆီမှာပုံအစ်စ်မဆွဲတော့ဘဲနဲ့ခုနကအနေပြန် slogan ကိုပဲတုံးထားတာဖြစ်ပါတယ်။ဒါဆိုရင်ဒီဘက်က A C D ဆိုရဲ3 gain A C D ကိုရမယ်။ဒီဘက်ကတော့3 gain A B C ကိုရမယ်။ဟုတ်ပြီဒီ3 gain နှစ်ခုဆီမှာတို့ကအဲသူပြောထားတဲ့အတိုင်းမလုပ်ဘဲနဲ့ပေါ့နော်။သူ့ကိုဒီလိုတခါတည်းထက်လို့မရအောင်ဒီလိုထက်လို့မရတဲ့ခါကျတော့တတိကံတစ်ခုလှည့်လိုက်မယ်။ဘယ်တတိကံအောင်ပဲလှည့်လဲရတယ်။အဲ့တော့ဆရာမဒီတတိကံကိုလှည့်လိုက်မယ်နော်။ဒီလိုလှည့်လိုက်ပြီးတော့မှ သွားပြီးတော့မှထက်ကြည့်လိုက်မယ်အဲ့တော့အဲ့တော့ဒီလိုမျိုးလှဲ့လိုက်တာလှဲ့လိုက်ပြီးတော့မှထက်ကြည့်လိုက်တဲ့အခါမှာသူတို့ဒီတောင်းဖြတ်မြင်အလျားတူတယ်ရမင်းနော်တိကံနှစ်ခုဖြစ်တယ်တိကံနှစ်ခုဒီတောင်းဖြတ်မြင်အလျားလဲတူတယ်ဒီဘက်ကခုနလေးလာပြီးသားလေ AB ကအဲဒီဘက်က CD နဲ့တူတယ်ဆိုတာလဲလေ့လာပြီးသားဟုတ်ပြီနော်ဒီဘက်က BC ဆိုတဲ့အလျားဒီဒီဘက်က အလျားနဲ့တူတယ်ဆိုတာလည်းလေ့လာပြီးသားဒါဆိုရင်ဒီတတိကံကိုထပ်လိုက်တဲ့အခါမှာဒီတတိကံနှစ်ခုဒီတစ်ထက်ထဲကြာဟုတ်ပြီနော်တတိကံနှစ်ခုဒီတစ်ထက်ထဲကြာတယ်ဆိုတာကိုတွေ့ရတယ်ဒါပါပဲဟုတ်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်အနက်ပြိုင်စတုဂန်တစ်ခုဤဒေါင်းဖြက်မြင်းတစ်ခုသည်ထိုးအနက်ပြိုင်စတုဂန်ကိုထွက်ဝက်ပိုင်းပြီးထက်တူညီတတိကံနှစ်ခု ဖြစ်ပေါ်စေပါသည်တဲ့ထက်တူညီတတိကံနှစ်ခုကိုဖြစ်ပေါ်စေပါတယ်ဟုတ်ပြီဒါဆိုရင်ခုနကခုနကပုံအကျဉ်းကိုပြန်ကြည့်အောင်ခုနတော့ဆမ်မရောကဒီမြင်းကိုဖြစ်လိုက်တာ ီကနေဖြတ်ပြီးတော့ဒီဘက်ကတိကံတစ်ခုဒီဘက်ကတိကံတစ်ခုရအောင်ယူလိုက်တာတကယ်လို့ဒီကနေဖြတ်မယ်ဆိုရင်ကောဒီဘက်ကတိကံ BCD ဆိုရဲတိကံ BCD ရမယ်ဒီဘက်မှာတိကံ ABD ရမယ်တိကံ ABD ဒီလိုဆိုရင်လည်းပဲသူတို့ကတစ်ထက်ထဲကြာနေမှာပဲဖြစ်တယ်ဟောပြီးတော့ဒါကိုလည်းဆင်မှာဖြတ်ပြမယ် ဟုတ်ပြီဒါဒီဆရာမတို့ခုနကအကြံဆွဲထားတဲ့ပုံစံရနဲ့ဖြတ်ထုတ်လိုက်တာဒီမာရုံးကဒီဘက်ကဖြတ်မြင်အတိုင်းဖြတ်ထုတ်ထားတဲ့တရီကန်နှစ်ခုဟုတ်ပြီနော်သူ့ကိုထပ်လိုက်တဲ့အခါမှာခုနကတစ်ထက်သေးကြတယ်ဆိုတဲ့အကြောင်းကလေးလေးလေးလာပြီးသွားပြီဒါကကြတော့တခြားတောင်ဖြတ်မြင်တစ်ခုနဲ့ဖြတ်လိုက်တယ်ဟုတ်ပြီဒါကိုလည်းပဲဆရာမတို့ကအဲ့လိုလေးထက်ကြည့်လိုက်မယ်သူ့ကိုလည်းပဲ ခုနထက်ကြည့်တယ်လို့မျိုးထက်ကြည့်လိုက်တဲ့အခါမှာဒီသူတို့ရဲ့အနာတွေရဲ့အလျားတွေအကုန်တူတယ်သတိကံနှစ်ခုဒီထက်တူကြတယ်ဆိုတော့တွေ့ရမယ်အဲ့တော့သတိကံ BCD နဲ့သတိကံ ABD ရပြီနော်အဲ့တော့ဘယ်တောင်းဖြစ်မြင်နဲ့ပဲဖြစ်ဖြစ်အနှပြိုင်စတုကံရဲ့ဒီတောင်းဖြစ်မြင်ကလည်းဖြစ်လာတဲ့သတိကံနှစ်ခုဒီထက်တူကြမယ်ရပြီနော်ဒါလေးကိုမှတ်ထားရမှာဖြစ်ပါတယ်ဒါဆိုရင်ဆရာမတို့ကဂျန်တဲ့သင်ခန်းစာတွေကိုတော့နောက်ဗီဒီယိုဒီမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။